ဝိပဿနာရှုနေတယ်ဆိုတာဘာခေါ်တာလဲဖြစ်ပြနေတဲ့အာယုံကတခုစဉ်းစားတဲ့စိတ်ကတခုဝိပဿနာအမြင်နဲ့ဆိုရလို့ကိုကကိုစိတ်ကိုပြန်ဝိပဿနာရှုနေတာလားသို့မဟုတ်ထွက်လေဝင်လေကိုဝိပဿနာရှုနေတာလားသို့မဟုတ်ကိုယုတ်ကိုတခုဝိပဿနာရှုတာလားတခုပေါ့နော်ဥပမာမျက်စိကမြင်နေတယ် မျက်စိရဲ့မြင်စရာအာယုံရဲ့ဒီနှစ်ခုဆုံးလိုက်လို့စဉ်းစားနေကြုံတဲ့အခါမှာယင်သိစိတ်ပေါ်သလိုပဲစိတ်ကလေးပေါ်လာတယ်အဲ့တော့မျက်စိရဲ့အစင်းအာယုံရဲ့ဒီနှစ်ခုဆုံးခြင်းကြောင့်ပေါ်လာတဲ့မြင်သိစိတ်ရဲ့မြင်နေဆိုတဲ့အခိုက်မှာဒီသုံးခုဖြစ်တယ်နော်ဒီလက်ချက်ရင်တော့ဖတ်တာဝေဒနာစိတ်ခံစားချက်အဲ့ဒါဆို၅ခုဖြစ်တယ်အဲ့ဒီမဲ့ထပ်ပြီး attention ထည့်လိုက်လို့ရှိရင် 6ခုဖြစ်တယ်အရှင်သာရိပုတ္တရာအတင်းရှင်းမှထည့်ပြထားတယ်ဟိုမျက်စိကိုအဆင်းအာယုံကလာပြီးတော့ထင်ဟတ်တယ်အဲ့တော့မျက်စိကတစ်ခုအဆင်းအာယုံကတစ်ခုအဲ့ဒီအဆင်းအာယုံကိုအတင်းရှင်းလောက်တဲ့စိတ်ကတစ်ခုဖြစ်ပေါ်လာတဲ့အာယုံမှန်းသိလိုက်တဲ့မြင်မှန်းသိတဲ့ဆိုတဲ့စိတ်ကတစ်ခုဖတ်တာကတစ်ခုဝေဒနာတစ်ခုဆို6ခုဖြစ်သွားအဲ့ဒါလောလောဆယ်ဖြစ်နေတာအဲ့6ခု အဲ့ဟိုပစ္စုပန်ဆိုတာဖြစ်စေကိုတော့ကြည့်လို့မရဘူးရုပ်တရားကိုသာဖြစ်စေကြည့်လို့ရတယ်နန္တရားချင်းကြတော့အခုဖြစ်အခုနန္တရားကမသိနိုင်ဘူးဟောအဲ့ဒါလေးဖြစ်ပြီးတဲ့အချိန်လေးမှာပဲဩငါမြင်တယ်လို့ပြောတယ်ဆိုတာဟာမျက်စိကိုမျက်စိရှိတယ်မျက်စိမှလာပြီးတော့ပေါ်တယ်မျက်စိကရုပ်တရားမျက်စိမှာလာထင်ဟတဲ့အဆင်အယုံရှိတယ်အဆင်အယုံကလည်းယုတ်တရားအတင်းရှင်းလို့တဲ့စိတ် ရှိတယ်အဲ့ဒါကနန္တရားမြင်သိစိတ်လေးပေါ်လာတယ်ဒါကလည်းနန္တရားဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်ဒါလည်းနန္တရားအဲ့တော့ကြည့်လိုက်ရင်ယုံနေတဲ့နှစ်ခုဖြစ်လာတာပဲရှိတယ်အဲ့ဒီမဲ့ငါမြင်တာဆိုရင်ငါဆိုတာဘာသူပြောတာလဲငါရဲ့မြင်မှုလို့ပြောရင် ပိုက်ဆိုင်သူကဘာသူလဲမျက်စိကိုပြောမလားအဆင်းကိုပြောမလားအတင်းရှင်းကိုပြောမလားမြင်သိစိတ်ကိုပြောမလား ဖသကိုပြောပါလားဝိနောဖသဖသပဲလေဝေဒနာဝေဒနာပဲလေမြင်သိစိတ်ကလည်းမြင်သိစိတ်ပဲလေသူတခုတည်းမှမဟုတ်တာသူတို့ပူပေါင်းလှုပ်ဆောင်ထားတာလေဖာတဲ့တူတော့ဆိုကာမောင်းနာနဲ့တူကာမောင်းနာကာသမားကသူကကွန်မန့်မဲ့ပြီးလို့ရတာဒါပဲသူပေါင်းတယ်လို့ပြောတာပဲတိုက်လို့ရှင်တယ်သူပဲတရားဆွဲခံဖန်ခံ တကယ်တော့သူကစကရိယာတွေကသွားတာလေသူသွားတာမဟုတ်စကရိယာတွေကသွားသူကမဲ့ပေးတဲ့အတိုင်းစကရိယာတွေကအလုတ်လုတ်လို့ကာရရွေးသွားတာလေသူကထိုင်းတာလေသူကြောင့်ရွေးတာမဟုတ်အဲ့တဘောပဲဒီလူတွေမှလည်းပဲရုပ်နဲ့နာငါလုတ်နေတာကိုပဲကိုလုတ်တယ်ဆိုတာမရှိဘူးနော်ကိုလုတ်တယ်ဆိုတာမရှိဘူးအတ္တတတဝါဆိုတာမရှိဘူးဒီထဲမှာ အဲ့ဒါမရှိတာကိုမြင်နေတာကိုပဲဝိပဿနာရှုတယ်လို့ပြောတာနော်တတ္ထပိစ္ဆုပန်နေစယောဓမ္မတတ္ထတတ္ထဝိပတ္တိအဲ့ဒီ၅ခုကလွဲလို့၆ခုကလွဲလို့ဘာမှမဖြစ်ဘူးအဲ့၆ခုပဲဖြစ်တာအဲ့ထက်ကငါဆိုတာဘာလို့လဲဆိုမရှိဘူးရှုံးတဲ့နံနှမျိုးပဲရှိတယ်အဲ့ဒါကိုငါမြင်နေငါရဲ့မြင်မှုကာကမောင်းနေငါမောင်းနေကာဟောအဲ့ငါဆိုတာဘယ်ရောက်လာမှမသိဘူး ြုလို့သူဆိုမရှိဘူးပြုလို့သူဆိုမရှိဘူးအဲကြောင့်အဲ့ဒီလိုမြင်အောင်ကြည့်တာကိုပစ္စုပ္ပန်နစယောဓမ္မတထတထဝိပတ္တိအဲ့လိုရှုနေတဲ့ဝိပဿနာဉာဏ်ကိုအတ္တံဟိရံအတ္တံကုပ္ပံတံဝိတောမနုပြုရဲ့ေအတ္တံဟိရအစာဝိပဿနာမရှုလိုက်လို့ရှိရင် တဏ္ဍနဲ့ဒိဋ္ဌိကဝင်လာတယ်။ငါလို့တွေးလိုက်တာနဲ့တပြိုင်တည်းခုနပြောတဲ့တရား၅ခုကိုငါလို့စဉ်းစားလိုက်တာနဲ့တရားဝါလို့စဉ်းစားလိုက်တာနဲ့တပြိုင်တည်း round view ဒိဋ္ဌိ။ဟော round view ရဲ့အတွေ့ဖြစ်သွားတယ်။ငါရဲ့မြင်မှုလို့ပြောလိုက်တာနဲ့တဏ္ဍရဲ့အတွေ့အခုဖြစ်သွားရော။အဲ့တော့ဘယ်သူလာတော့ဆိုရင်ဒိဋ္ဌိနဲ့တဏ္ဍပဲလာတယ်။အဲ့လိုမြင်လိုက်ရင်ဒိဋ္ဌိနဲ့တဏ္ဍ ဲ့ဒီဒိဋ္ဌိနဲ့တဏှာလာလို့ရှိရင်ဝိပဿနာညာဆိုမှဖြစ်ဘူးခုနပြောတယ်သဘာဝတရား6ခုပေါ်ခြင်းမျှသာဖြစ်တယ်ဒီထဲမှာငါမပါဘူးဒီ6ခုစုံစည်းတာကိုပဲမြင်တယ်လို့ပြောနေကြတာဒီသဘာဝတရား6ခုရဲ့လှုပ်ဆောင်မှုသာဖြစ်တယ်သူတို့ဖယ်လိုက်ရင်ငါဆိုတာသိကြမရှိဘူးအဲ့လိုရှုတာဝိပဿနာလို့ခေါ်တယ် နော်ရအောင်ခြေတာအဲ့ဒါဝိပဿနာအကယ်၍အဲ့ဒါလို့မဟုတ်ပဲနဲ့ငါကိုသွားပြီးတော့ဒီထဲမှာငါရှိတယ်ဆိုတွေးလိုက်ရင်တရဝါလို့တွေးလိုက်လို့ရှင်တန်ဟီရာထိဋ္ဌိနဲ့တဏှာကဆွဲသွားပြီသူဆွဲခေါ်သွားပြီအတိညာမဟုတ်တော့ဘူးအဲ့ဒါကြတော့နော်တဏှာဒိဋ္ဌိရဲ့ဆွဲတယ်ဒိဋ္ဌိရဲ့ဆွဲရပါသွားတယ်တဏှာဒိဋ္ဌိရဲ့ဆွဲရပါသွားပြီဝိပဿနာညာမဖြစ်ဘူးအတန်ကုတ်ပံတဏှာဒိဋ္ဌိကြောင့်ပြတ်သွားပြီ พิพัฒนาญาณเขาดอกรวยมาเนี่ยนี่ทำอยู่ยาวตัวเลย